ြစည်းမပရိသတ်များအလုံးပဲမင်္ဂလာပါ။နိုမလာ16ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်းခတ်ပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့နေ जा ဆောင်တက်တွေဟာစစ်တပ်အကာအကွယ်နဲ့ရာဇဝတ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာဖြစ်လို့အဓိကတရားခဏ်ဟာစစ်တပ်ဖြစ်တယ်လို့ NUG ပြောလိုက်တဲ့သတင်း။ရွေးကော်အဖွဲ့ဝင်နဲ့ဆိုင်ကယ်တိုက်မိတဲ့အမျိုးသားကိုစစ်တပ်ကရွေးကော်ဥပဒေနဲ့အမှုဖွင့်ဖမ်းဆီးတဲ့သတင်း။ 73ရက်တာတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်သား100ခန့်သေဆုံးတယ်လို့ချင်းလန်အစိုးရပြောတဲ့တဲ့။မြိုင်နဲ့ပေါ့မြွနယ်ဆက်ကဆစ်ဆောင်အမျိုးသမီး3ဦးအေးအေးမိလာကြောင်သေဆုံးခဲ့ရတဲ့အကြောင်းနဲ့တရုတ်ရောက်နိုင်ငံသားတွေလုံခြုံရေးကိစ္စဆိုင်ဖို့ဂျပန်တရီပေးတဲ့နိုင်ငံတကာသတင်းပြင်တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ရာဇဝတ်လုပ်ငန်းတွေရဲ့အဓိကတရားခံဟာစစ်တပ်ဖြစ်တယ်လို့ NUG ပြောလိုက်တဲ့သတင်းနဲ့ဆက်လက်အောင်ပါ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်လက်အောက်ခံနေကြားဆောင်တပ် BGF တွေဟာရာဇဝတ်လုပ်ငန်းတွေကိုအာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ပြန်လည်လုပ်ကင်ခဲ့တဲ့အတွက်လက်ရှိအချက်အသေးတွေရဲ့အဓိကတရားခံဟာစစ်တပ်သားဖြစ်တယ်လို့အမျိုးသားညွှန်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်က ပြောလိုက်ပါတယ်။ဒီကနေ့ဒီမလာ16ရက်နေ့မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာဦးနေဖုံလက်ကအခုလိုပြောကြားခဲ့တာပါ။ ဒါပြင်ထိုင်းနိုင်ငံနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်တွင်းနဲ့ပြည်ပမှာရှိတဲ့လိမ့်လေကိုင်းကောင်းဆောင်တွေကိုဖမ်းဆီးတရားစွဲဆိုဖို့လှုံ့ဆော်တာအမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီးစိုက်ဘာလိမ့်လေမှုလုပ်ငန်းတွေကိုနှိမ်နင်းဖို့ဆောင်ရွက်တာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာပိတ်ဆို့အရေးယူတာပိုင်ဆိုင်မှုတွေကိုတင်စီဖို့အတွက်ဗဏ္ဍာရေးဌာနကကြေညာခဲ့တာစတဲ့လှုပ်ဆောင်မှုတွေအပါအဝင်အိန္ဒိယချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးရဲ့ကြိုးပမ်းလှုံ့ဆော်မှုတွေကိုကျေးဇူးတင်အတိအမှတ်ပြုတယ်လို့ NUG ကဖော်ပြပါရယ်။စိုက်ဘာလိမ်လည်မှုလုပ်ငန်းပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့အတွက် NUG လက်အောက်မှာရှိတဲ့ရဲတပ်ဖွဲ့နဲ့တိုင်းသာတော်လိုင်းအဖွဲ့တွေအောက်မှာရှိတဲ့ရဲတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဖိတ်ခေါ်ခဲ့ပါရယ်။ မြန်မာနိုင်ငံမှာအလောက်ကိုင်ခွင်လန်းရှားပါလာမှုတွေကိုခွင်ကောင်းယူပြီးစိုက်ဘာလေလံမှုလုပ်ငန်းတွေကငွေကြေးခွင်လန်းများစွာနဲ့အလောက်ကိုင်အတုတွေခေါ်ယူနေမှုအပေါ်သတိပြုကြဖို့ပြည်သူတွေအထူးသဖြင့်လူငယ်လူလတ်ပိုင်းတွေကိုလည်းသတိပေးထားခဲ့ပါတယ်။ online လေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုက်ဖြတ်ဖို့ American အပါအဝင်နိုင်ငံတကာကပုံမအာယုံစိုက်လာတဲ့အခြေအနေမှာစစ်ကော်မရှင်ကလည်း KK Park အပါအဝင်သူ့ရဲ့လက်အောက်ခံနေကြဆောင်တပ်ဖွဲ့နယ်မြေထဲမှာ online လေလေလုပ်ငန်းတွေနှိမ့်နင်းနေတဲ့အောင်ဟန်ပြစစ်ဆင်ရေးတွေအခုလာပိုင်းမှာပုံမပြုလုပ်နေပါတယ်ခင်ဗျာရွေးကော်အဖွဲ့ဝင်နဲ့ဆိုင်ကယ်ချင်းတိုက်မိတဲ့အမျိုးသားကိုစစ်တပ်ကရွေးကော်ဥပဒေနဲ့မှုဖွင့်ဖမ်းဆီးတဲ့တဲ့တင်နဲ့ဆက်ရအောင်ပါ ပဲခူးတိုင်းအုပ်တွင်းမြို့မှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နဲ့ဆိုင်ခဲ့ချင်းတိုက်မိတဲ့အမျိုးသားကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်24ကာဂျီနဲ့စစ်တပ်ကအမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ည7:00နာရီဝန်းကျင်ကအုပ်တွင်းမြို့ဈေးရက်ကွက်မီးပွိုင်လမ်းဆောင်မှာဖြစ်ပွားခဲ့တာလို့ဒီကနေ့ထုတ်စစ်ကော်မရှင်ဝါဒဖြန့်သတင်းစာမှာဖော်ပြထားပါတယ်။ ရွေးကောက်ပွဲအကော်မရှင်အဖွဲ့အစည်းရုံးမှာရုံးကူလောက်ကင်နေတဲ့ဘိုဘိုထွန်းဆိုသူဟာနေအိမ်ကိုပြန်လာတဲ့အချိန်ဈေးရက်ကွက်မီးပွိုင်လမ်းစုံမှာဥထုံးမင်းလက်မောင်းနေလာတဲ့ဆိုင်ကယ်နဲ့တိုက်မိခဲ့တဲ့အတွက်နှုတ်ဦးအချင်းများရန်ဖြစ်ခဲ့ကြတာပါ။ အဲ့လိုအချင်းများပြီးရန်ဖြစ်ထိုးကျိတ်ကြတဲ့အချိန်အသက်24နှစ်အရွယ်ရုံးကူဘိုးဘိုးထွန်းဟာဒဏ်ရာရရှိခဲ့တဲ့အတွက်အသက်56နှစ်အရွယ်ဦးထွန်းမင်းလက်ဆိုသူကိုရွေးကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကာကွယ်ရေးဥပဒေပုံမှား24ကာဂျီနဲ့အမှုဖွင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့ဝါဒဖြန့်သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်ဒါပြင်ပြီးခဲ့တဲ့နိုမလာ14ရက်နေ့ကလည်းပဲခူးတိုင်းရွှေကျင်မြို့နယ်အနောက်ချမ်းမှာမဲဆွယ်ဖို့အတွက်ချန်းခံရီကိုစလဲလောင်းတွေရောက်နေပြီး ပါတီဝင်တဲ့ရွာသားတွေရောက်မလာသေးတာကြောင့်ကြေးရွာထဲမှာရှိတဲ့အိမ်တွေကိုလူလိုက်လံခေါ်ယူခဲ့တဲ့ကျန်းခံရေးပါတီရက်ကြီးအမှုဆောင်ဒေါ်မာစိန်ကိုကြေးရွာဒေသခံဦးဝင်းဦးကဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရွေးကော်ဥပဒေပုံမှန်24ကာဂျီနဲ့အရေးယူဖမ်းဆီးမှုလည်းရှိခဲ့ပါသေးတယ်။လက်ရှိနိုမာလာ16ရက်နေ့ထိစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဝေဖန်ပြောဆိုတာဟန်တာနှောက်ရက်တဲ့သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့စစ်ကော်မရှင်က ဖမ်းဆီးထားသူစုစုပေါင်း32ဦးထိရှိပြီးအရေးယူထားသူ100ကျော်ရှိပြီဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်တွေကသိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီး73ရက်တာတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်သား100ခန့်တေဆုံးတဲ့အကြောင်းကိုပြောပြခြင်းပါတယ် ချင်းပြည်နယ်နဲ့စကိုင်းတိုင်းမကွေးတိုင်းအဆက်မှာဖြစ်ပွားနေတဲ့73ရက်တာတိုက်ပွဲတွေအတွင်းစစ်ကော်မရှင်တပ်က အရာရှိကြီးတွေအပါအဝင်တရားကြော်သေဆုံးခဲ့တယ်လို့ချင်းလန်အစိုးရကာကွယ်ရေးဝန်ကြီးဌာနကလိုမလာ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ စကိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းကံကောမြို့နယ်ချင်းပြည်နယ်ဖလန်းနယ်တီးတိမ်မြို့နယ်တွေမှာချင်းလန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒေသခံမဟာမိတ်တွေနဲ့ပူးပေါင်းလို့စစ်ကြောင်းတက်စစ်ကြောင်းနှစ်တွေနဲ့လူမလာ6ရက်နေ့ကနေ17ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကော်မရှင်တပ်သားတွေတည်ဆုံခဲ့တာဖြစ်ပါတယ်။ပုံမှုပုံကြီးအပါအဝင်အရာရှိတွေနဲ့စစ်ကော်မရှင်တပ်သားတည်ဆုံတာကစစ်ကြောင်းနှစ်ကြောင်းလုံးကိုပူးပေါင်းရေးတွက်တာပါ။ စစ်ကြောင်းတစ်ဖက်ကတေတာပိုများပါတယ်အလောင်းရရှိမှုကတရားကျော်ပေါ်ဒီထက်လည်းများနိုင်ပါတယ်ဒဏ်ရာရတဲ့သူတွေလည်းများပြီးအရေးအတွက်တော့အတီးပြုတ်ဖို့မလွယ်ဘူးလို့ချင်းလန်းအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြန်ကြားရေးတာဝန်ခံစလိုင်းနိုင်ဂျုံဂိမ်းကမျိုးစိမအူပြောပါတယ် မြေပြင်မှာစစ်ကော်မရှင်တပ်ကအထူးကအကြဆုံးများပြီးလက်နက်ခဲယံအများအပြားသိမ်းဆီးနိုင်ခဲ့တဲ့အပြင်စစ်တုပ်ပန်းတချို့ပါဖမ်းဆီးထားနိုင်ခဲ့တဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်နေပြီးနိုမလာ၁၈ရက်နေ့တနေ့ထဲမှာ Jet Fighter နဲ့ဘုံလေးလုံးဝိုင်းတွဲနဲ့ဘုံအလုံး၁၅၀ခန့်ကျဲချခဲ့တယ်လို့သူကဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာလေရင်နဲ့ဒရုန်းတွေကိုအပြူတိုက်ခိုက်နေတဲ့အတွက်ရှေ့တိုးနိုင်ဖို့အခက်အခဲတွေရှိပေမဲ့လည်းမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူအတက်နိုင်ဆုံးရှေ့တိုးလို့တိုက်ခိုက်နေတယ်လို့စလိုက်နိုင်ဂျုံကင်ကဆက်ပြောပါတယ်။အခုတိုက်ပွဲတွေအတွင်းချင်းပြည်နယ်မှာသဘောထားကွဲလွဲနေတဲ့ချင်းလန်းကောင်စီ CC နဲ့ချင်းညင်အောင် CB တပ်ဖွဲ့ဝင်တွေပူးပေါင်းတိုက်ခိုက်နေပြီးပုံမပူးပေါင်းနိုင်ရေးကြိုးပမ်းသွားမှာဖြစ်ကြောင်းလည်းနိုင်ဂျုံကင်ကပြောပါတယ်။အခုလအတွင်းဖြစ်ပွားခဲ့တဲ့ ဒီတိမ်မျိုးနဲ့မွားပြီးကျေးရွာနီးတိုက်ပွဲမှာအတူတကွတိုက်ပွဲဝင်ခဲ့ပြီးအခုလည်းပူးပေါင်းတိုက်ပွဲဝင်နေသလို CCCB အလုံးစုံပူးပေါင်းတိုက်ပွဲဝင်သွားဖို့ကြိုးပမ်းသွားမယ်လို့သူကပြောခဲ့ပါတယ်။စစ်ကော်မရှင်ပြုလုပ်မဲ့ဒီဇင်ဘာလ28ရက်ပထမအဆင့်ရွေးကောက်ပွဲမှာချင်းပြည်နယ်ကဟာခါနဲ့ဒီတိမ်မျိုးတို့ပါဝင်နေပြီးဆက်လက်ကျင်းပမဲ့ရွေးကောက်ပွဲတွေအတွက်ဆုံးရှုံးခဲ့တဲ့နေမျိုးတွေကို ပြန်လည်ရရှိဖို့စစ်ကြောင်းတွေထိုးနေတာဖြစ်တယ်လို့စီရေးလေလာသူတွေကတုံ့တက်ထားကြပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းအနေနဲ့မြိုင်နယ်ပေါ့မြွနယ်အဆက်ကစစ်ဆောင်အမျိုးသမီး၃ဦးအေးမိပြီးတေဆုံးခဲ့တဲ့အကြောင်းကိုပြောပြပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်နဲ့ပေါ့မြွနယ်အဆက်မှာရှိတဲ့စစ်ကော်မရှင်တပ်စစ်ကြောင်းရန်ကြောင်းတောင်ယာကင်းနေမှာရှောင်တိန်နေရတဲ့မြိုင်ဒေသခံတက်ကြီးရွယ်ဦးစစ်ဆောင်အမျိုးသမီး၃ဦးအေးမိလို့တေဆုံးခဲ့ရပါတယ်။မနေ့ကနိုမာလာ18ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတေဆုံးခဲ့သူတွေဟာအသက်80ကျော်အရွယ်အမျိုးသမီး၃ယောက်ဖြစ်ပါတယ်။ စစ်ဆောင်ရတာဆိုတော့တောတောင်ထဲမှာရှောင်းတိန်နေရတာကြောင့်အေးဒံပိုခံရတယ်။တက်ကြီးရွယ်ဦးနဲ့ယောဂအခန်းရှိတဲ့သူတွေကတော့ပိုခံစားချရတယ်။အေးမိသေးဆုံးသူ၃ဦးထိရှိနေပါပြီလို့မြိုင်ဒေသခံအမျိုးသားသူကမျက်စိမှာကိုပြောပါရယ်။လက်ရှိမှာမြိုင်မြို့နယ်စစ်မှုနယ်ကထွက်ခွာလာတဲ့အင်အား120ကန့်ပါစစ်ကော်မရှင်တပ်စစ်ကြောင်းဟာပေါ့နဲ့မြိုင်မြို့နယ်အဆက်ကနေပေါ့မြို့နယ်ရင်းနှီးလောက်ွက်တေးစီကိုဥတီစစ်ကြောင်းထိုးနေတာပါ။ အဲ့လိုစစ်ကြောင်းထိုးနေတဲ့အတွက်ဒေသခံပြည်သူတွေဟာစစ်ဘေးတိမ်ရှောင်နေရင်အခုလိုတေဆုံးမှုတွေကြုံလာရတာဖြစ်ပါတယ်စစ်ရှောင်ပြည်သူတွေကိုလိုက်ပြီးကုညီဆောင်ရှောက်ပေးနေတဲ့ဂျမားရဲ့အဖွဲ့တွေတော့မရှိပါဘူးတခါတလေစစ်ကြောင်းကကြားခံထားတော့ဂျမားရဲ့အဖွဲ့တွေနဲ့ချိတ်ဆက်မရတာတွေဖြစ်တယ်လို့မြန်မြွနယ်ဒေသခံဒူးကလည်းပြောထားပါတယ်စစ်ကော်မရှင်တပ်စစ်ကြောင်းဟာအခုချိန်မှာတော့ပေါ့နယ်ထမ်းပေါက်ကုန်းဖလန်ကိုင်းစတဲ့ခြေရွာတွေဘက်ကိုရောက်ရှိနေပြီး ဒေသခံထောင်နဲ့ချီဟာစစ်ဘေးတင်ရှောင်နေရပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်တရုတ်ရောက်နိုင်ငံသားတွေလုံခြုံရေးဂရုစိုက်ဖို့ဂျပန်တတိပေးလိုက်တဲ့သတင်းကိုကြည့်လိုက်ရအောင်ပါထိုင်ဝမ်ကိစ္စဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့မှတ်ချက်စကားကြောင့်တရုတ်နဲ့ဂျပန်ကြားအငင်းပွားမှုနှက်ရှိုင်းနေတဲ့အချိန်တရုတ်မှာရောက်နေတဲ့ဂျပန်နိုင်ငံသားတွေလုံခြုံရေးဂရုစိုက်ဖို့နဲ့လူထုတတ်တဲ့နေရာတွေကိုရှောင်ဖို့ဂျပန်အစိုးရကတတိပေးထားပါတယ် ထိုင်ဝမ်ကိုတရုတ်ကတိုက်ခိုက်ရင်ဒါဟာဂျပန်ရဲ့ရှင်သန်ရက်တီမှုအပေါ်ချင်းချောက်ရာရောက်နိုင်တဲ့အတွက်စီးရေးတွန့်ပြန်ဆွတ်ဖက်မှုလိုရနိုင်တယ်ဆိုပြီးဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကအခုလာတဲ့ဂျပန်လွှတ်တော်အမတ်တွေကိုပြောပြီးတဲ့နောက်တရုတ်နဲ့အကြအငင်းပွားမှုပေါ်ပေါက်လာတာဖြစ်ပါလေ။ နှစ်နိုင်ငံကြားတင်းမာမှုတို့ပြေလျော့တက်တာစေရေးကြိုးပမ်းဖို့အတွက်ဂျပန်နိုင်ငံကြားရေးဝန်ကြီးဌာနကအကြီးတန်းအရာရှိကြီးတူလိုမာလာ၁၈ရက်နေ့မှာဘေကျင်းမှာတရုတ်ဘက်ကသူနဲ့အဆင့်တူအရာရှိနဲ့တွေ့ဆုံခဲ့ပေမဲ့ပြဿနာဖြေရှင်းကျော်လွှားနိုင်မှုဖြစ်ပေါ်ရရှိနိုင်ွယ်မရှိသေးပါဘူး။ပြည်ထောင်နိုင်ငံကြားရေးဝန်ကြီးဌာနကအာရှအရေးယာဌာနအကြီးအကဲလျှို့ကျင်ဆောင်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကအရာရှိကြီးတွေနဲ့တွေ့ဆုံတဲ့အချိန်ဂျပန်ဝန်ကြီးချုပ်တာကာအီချီရဲ့မှတ်ချက်စကားကိုပြန်ရုပ်သိမ်းစေရေးတိုက်တွန်းခဲ့တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ဒါပေမဲ့တိုချိုအနေနဲ့အဲ့ဒီလိုလှုံ့ဆော်ဖို့သဘောထားမရှိဘူးလို့ဂျပန်အစိုးရထိတ်တန့်ပြောရေးဆိုခွင့်ရှိသူမီနိုရုကီဟာရာကအရေးမို့ပြောပါတယ်။တာကာအီချီရဲ့မှတ်ချက်စကားကအစိုးရရဲ့ရှင်းရင်းဆွဲရည်တည်ချက်ကိုပြောင်းလဲစေခဲ့ခြင်းမရှိဘူးလို့ကီဟာရာကနိုမာလာ၁၈ရက်သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောပါတယ်။ ဒါအပြင်ထိုင်ဝမ်နဲ့ပတ်သက်တဲ့အရေးကိစ္စတို့ကိုညှိနှိုင်းဆွေးနွေးခြင်းကတစ်ဆင့်ညီညီချင်းပြည်လည်အောင်ဖြေရှင်းမယ်လို့ဂျပန်အစိုးရအနေနဲ့မျှော်လင့်ထားကြောင်းသူကပြောပါတယ်ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကသူတို့ပိုင်နေပြီလို့ပြောထားပြီးလိုအပ်ရင်အင်အားသုံးသိမ်းယူနိုင်တယ်လို့ဆိုထားပါဗေကျင်းရဲ့ပြောဆိုချက်တွေကိုတော့ထိုင်ဝမ်အစိုးရကပယ်ချထားတာပါ တာကာအီချီရဲ့မှတ်ချက်ကြောင့်ဂျပန်မှာရှိတဲ့တရုတ်တန်တမန်တူက ဆိုရှယ်မီဒီယာမှာတာကာအီချီကိုရည်ရွယ်ပြီးချင်းချောက်တဲ့မှတ်ချက်တစ်ခုရေးသားတုံ့ပြန်ခဲ့ပါတယ်။အဲဒီပေါ်တိုချိုကပြင်းပြင်းထန်ထန်တုံ့ပြန်ဝေဖန်မှုလို့ထွက်ပေါ်ခဲ့တာပါ။ဒါပေမဲ့တရုတ်နိုင်ငံပိုင်မီဒီယာမှာတာကာအီချီအပေါ်ခက်ခါတီးတီးဝေဖန်မှုကိုတော့တိုချိုအနေနဲ့ပိတ်ဆို့တားဆီးနိုင်တာမရှိပါဘူး။ လက်ရှိတရုတ်နိုင်ငံမှာရောက်နေတဲ့ဂျပန်နိုင်ငံသားတွေအနေနဲ့ကိုရောက်ရှိနေတဲ့နေရက်ဒေတာဓလေ့ထုံးတမ်းတွေကိုလေးစားလိုက်နာဖို့နဲ့တရုတ်လူမျိုးတွေနဲ့ဆက်ဆံချိန်မှာဂရုစိုက်ဖို့ဂျပန်တန်ယုံကနိုမာလာ18ရက်နေ့မှာတတိပေးထားပါတယ်။ဂျပန်နိုင်ငံသားတွေအနေနဲ့အပြင်ထွက်သွားလာချိန်မှာပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့တူးတဲ့ခီးသွားလာခြင်းမပြုဖို့နဲ့ကလေးတွေနဲ့အတူသွားလာခြင်းအထူးဂရုစိုက်ဖို့ဂျပန်တန်ယုံကတိုက်တွန်းထားပါတယ်။ ကမ္ဘာပေါ်ကငတ်မွတ်နေသူတွေကိုကြွေးမွေးဖို့ဒေါ်လာဘီလီယံပေါင်းများစွာလိုနေတယ်လို့ကုလပြောလိုက်ပါတယ်။ဒီသတင်းအပြည့်စုံကိုတော့မြစည်းမဝိုင်းတော်သားနောင်နောင်ကတင်ဆက်ပေးမှာပါ။ရန်ပုံငွေဖြတ်တောက်ခံထားရတဲ့အတွက်2026ခုနှစ်မှာပြင်းထန်တဲ့ငတ်မွတ်ခေါင်းပါမှုကိုကြုံကြရမယ်။လူပေါင်း338တန်းရဲ့၃ပုံ၃ပုံလောက်ကိုပဲကြွေးမွေးဖို့အတော်ရုံးကန်စ조사ရမယ်လို့ကုလကပ္ပစာနယိကအစီအစဉ် WFP က အင်္ဂါနေ့ကတတိပေးပြောကြလိုက်ပါတယ်။ကဘာတဝန်းလူသားချင်းစာနာတဲ့အကူအညီတွေရောကြလာမှုကြောင့်ရိတ်ခအကူအညီလိုအပ်နေတဲ့သူအကြမ်းဖျင်း၃ပုံ၃ပုံလောက်ကိုပဲကျွေးမွေးနိုင်ဖို့ဦးစားပေးရတော့မယ်လို့ WFP ကပြောပါတယ်။အထူးအခိုက်မခံနိုင်ဆုံးသော လူပေါင်းတန်း130ကိုသာဦးစားပေးရတော့မယ်လို့အဲ့ဒီအဖွဲ့ကြီးကကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါအဲ့ဒီအတွက် ဒေါ်လာ73ဘီလီယံကုန်ကျမယ်လို့အဲ့ဒီအေဂျင်စီကခန့်မှန်းထားပါတယ်။ဒါပေမဲ့လက်ရှိရန်ပုံငွေရရှိမှုခန့်မှန်းချက်တွေအရအဲ့ဒီပမာဏရဲ့ထက်ဝက်နီးပါးကိုသာရရှိနိုင်မယ်လို့တတိပေးလိုက်ပါတယ်။ WFP ကိုထောက်ပံ့ပေးနေတဲ့အကြီးဆုံးအလူရှင်နိုင်ငံကအမေရိကန်နိုင်ငံဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာနိုင်ငံခြားအကူအညီတွေဖြတ်တောက်ခဲ့တာကြောင့်ကုလအေဂျင်စီတွေလည်းပါဝင်သွားခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအပါအဝင်တခြားကြီးကြီးမားမားအလှရှင်နိုင်ငံတွေကလည်းသူတို့ရဲ့လူသားချင်းစာနာတဲ့အကူအညီဘတ်ဂျက်တွေကိုဖြတ်တောက်လျှော့ချခဲ့ကြပါတယ်။ဆိုရသောအငက်ဘဲကြုံနေကြရတဲ့လူ338တန်းပမာဏမှာ2019ခုနှစ်ကထက်နှစ်ဆတိုးလာတာဖြစ်ပါတယ်။ပဒီပခတွေဆိုးရတဲ့ယာတိဥဒုနဲ့စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်အဲ့ဒီလိုတိုးလာတာဖြစ်တယ်လို့ WFP ကပြောပါတယ်။ ဂါဇာနဲ့ဆူဒန်နိုင်ငံဒေသတချို့မှာအငယ်ဘေးကျရောက်နေကြောင်းကုလအေဂျင်စီတွေကကြေညာထားပါတယ်။အဲ့ဒီအဖြစ်အပျက်ကို WFP အမှုဆောင်ဒါရိုက်တာစင်ဒီမက်ကင်းက27ရာစုမှာ လုံးဝလက်ခံနိုင်စရာ မရှိတဲ့ဖြစ်ရဲ့လို့ခေါ်ဆိုလိုက်ပါတယ်။ WFP ရဲ့2026ခုနှစ်ကမ္ဘာလုံးဆိုင်ရာအမြင်အစီရင်ခံစာအမှားစာမှာသူကကမ္ဘာကြီးရဲ့တုံ့ပြန်မှုဟာနှေးကွဲနေစေဖြစ်က အပိုင်းပိုင်းပြတ်တောက်နေပြီးရန်ပုံငွေလည်းမလုံလောက်ဘူးလို့យေတာထားပါတယ်။ကဘာလုံးဆိုင်ရာအကူအညီကကြီးမားတဲ့ရိခာအကူအညီဖြတ်တောက်လျှော့ချမှုကြောင့်အခုအခါစုစုပေါင်းလိုအပ်ချက်ရဲ့ထက်ဝက်ထက်ပင်ယုံနေနေပါတယ်။ဆောင်ရွက်ချက်တွေအလုံးနှိပမာရိခာရောငွေသားတွေပါလျှော့ချရတော့မှဖြစ်ပါတယ်။အထူးအခိုက်မခံနိုင်သော အုပ်စုကိုသာဦးစားပေးထောက်ပံ့ရပါတော့မယ်လို့သူကយေတာထားတာပါ။ တချိန်တည်းမှာပဲအကူအညီပေးရဲ့လုံသားတွေအပေါ်တိုက်ခိုက်မှုတွေကလည်းတိုးလာနေပါတယ်။ဒါကနိုင်ငံတကာလူသားချင်းစာနာတဲ့ဥပဒေအပေါ်လေးစားလိုက်နာမှုမရှိတဲ့အခြေအနေတိုးပွားလာတာကို ပြသနေတာဖြစ်တယ်လို့ဆိုပါတယ်။2026ခုနှစ်မှာအငဲဘေးကြုံကြရမယ့်သူတွေတဲက40တန်းမှာအရေးပေါ်အကူအညီလိုအပ်နေသူတွေဒါမှမဟုတ်ပိုမိုဆိုးရတဲ့အငဲဘေးအဆင့်ကြုံနေကြရသူတွေလို့သတ်မှတ်ခံထားရပါတယ် အရင်အပတ်တွေကကုလအေဂျင်စီတွေဖြစ်ကြတဲ့ WFP နဲ့စားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO တို့ကကမ္ဘာတဝန်းမှာဟေတီကနေဆူဒန်အထိအငဲဘေးကြရောက်နေတဲ့နေရာ16ခုရှိတယ်လို့သတိပေးထားပြီးရန်မုံငယ်ဖြတ်တောင်ခံရမှုကြောင့်အခုကတည်းကစိုးရွားနေပြီးဖြစ်တဲ့အခြေအနေကပိုပြီးပြင်စိုးရွားသွားတယ်လို့ပြောကြကြပါတယ်။ NDA ကြရောက်နေသူတွေကိုကူညီဖို့လိုအပ်တဲ့ဒေါ်လာ29ဘီလီယံတဲကအခုထိ ဒေါ်လာ10.5ဘီလီယံကိုသာရရှိထားသေးတယ်လို့အဲ့ဒီအေဂျင်စီတွေက ထုတ်ပြန်တဲ့ပူတွဲအစီရင်ခံစာမှာ ဖော်ပြထားပါတယ်ခင်ဗျာကျွန်တော်နောက်နောက်ပါခင်ဗျာဒမေစီမပရိုင်တိုင်းမေစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ thank you